အကြောင်းအရာကိုသိရှိလာသောကြောင့်အာနန္ဒာအားပြောပြလေသည်မှာကျောင်းမဲ့ဖွဲကောင်းသောရေနဂါများအုပ်ချုပ်ထားသောကြီးမားကျယ်ပြန့်သောမြစ်ပင်လေသမုဒ္ဒရာကိုကျော်ဖြတ်လာရမည်ဖြစ်၍ဤကဲ့သို့သောခက်ခဲကြမ်းတမ်းသောခရီးသည်ဆန္ဒသူရိယာဘရင်မင်းမြတ်အတွက်အလွန်အန္တရာယ်ရှိလိမ့်မည်ဖြစ်ပါသည်ထို့ကြောင့်တပည့်ယဟန္တာ900နှင့်အတူဂေါတမဗုဒ္ဓသည်ကောင်းကင်ခရီးဖြင့်ကြောက်ရောက်လာပြီးကျောက်တော်မျိုး၏တပတ်ကမ်းရှိမောရဗဗရာတောင်၌ဆင်းသက်နာ နေတော်မူခဲ့ပါတယ်။ဤတွင်ဗုဒ္ဓဤရှိဘဝပေါင်းများစွာက စင်လေတော်မူခဲ့သောနေရာတို့တွင်ဗုဒ္ဓဤတတော်များကိုထာပနာထဲ၍ဖျားပထိုးများစွာတို့ကိုတိုင်းပြည်အနန္တထာကိုွယ်လာကြလိမ့်မည်ဟုပြတိတော်ပေးခဲ့ပါတယ်။ဤကဲ့သို့ဗုဒ္ဓဤပြတိပေးခြင်းတွင် မဟာပထဝီမြေကြီးသည် တုံလုံပြီးပင်လယ်သမုဒ္ဒရာတို့သည်ယူနီဝစ်ဝတ်တကဲ့သို့စုပွက်နေပါတယ်။ဆန္ဒဒူရီယာဘယင်မင်းမြတ်သည်ဤနမိတ်ဆောင်သောလ ္ခဏာများဤဆိုလိုရင်းကို သူဤဘေရင်ဆရာဟူရာတတ်တို့အားမင်းမြန်စုံစမ်းလျက်တုံလုံးထိတ်လန့်ရခြင်းဖြစ်ခဲ့ပါသည်ခေါရမဗုဒ္ဓရခိုင်ပြည်ကိုရောက်ရှိလာသည့်အကြောင်း